စီပီပန်တင်နေဒီစုံမှာရှိပါတယ်ဟိုလေရတော့တော့ဝါအာဒီစုံမှာစီပီပန်ကတင်တဲ့အနည်းဆုံးမှာရှိနေဒီစုံမှာစီပီပန်ရှိအိမ်ဆောင်ဆွေရတဲ့ကလေးကအပြိုင်တီရှိခဲ့တဲ့မြောက်ကလပကန်တာယာပန်းချံနဲ့ ကန်တာယာရေကန်ဟာဒေတာကန်နေအတွက်ကွယ်လန့်သပင်ဟော်ပြောပွဲအာကစားပွဲစတာဒီကျင်းပခဲ့တဲ့နေရာတစ်ခုဖြစ်ပြီးကိုယ်ရေကလောက်ကျယ်ဝန်းပါတယ်။အဲ့ဒီနေရာမှာနဝတခေကဘူဂျုံမြင်းစီရုပ်တုထားရှိခဲ့ပြီး2014ခုနှစ်မှာတော့ရန်ကုန်စီမင်းကပန်းချန်တွေကိုအများပြည်သူအခမဲ့အပန်းဖြေနိုင်ဖို့အစီအမြင့်တင်မယ်လို့ကြေညာခဲ့ပေမဲ့မကြာခင်မှာပဲကန်တာယာပန်းချန်ကိုစီဝါရေးသမားတွေအတွက်ငားရမ်းခဲ့ပါတယ်။ ပြည်သူပိုင်မြေနေရာမှာအခကြေးငွေပေးပြီးသွားလာနေတာကိုမနှစ်မြို့သလိုနိုင်ငံခြားလုပ်ငန်းရှင်တွေကိုကြိုးဆိုပေမဲ့ပြည်သူပိုင်မြေတွေကိုတော့ရှောင်ရှားစေခြင်းတယ်လို့ MDCF အဖွဲ့ကောင်းဆောင်ကိုထင်ကျော်ကပြောပါတယ်တော့ကျွန်တော်တို့ကအခုအခကြေးငွေယူပြီးတော့မှဒီအများပိုင်နဲ့ဒီပန်းချံကြီးကိုအခကြေးငွေနဲ့လှုပ်ရှားရဲဆိုတာအင်မတန်မှရုပ်ပြက်ပါတယ်။တော့ကျွန်တော်တို့ကဒီကျွန်တော်တို့ဒီဟိုပုံမှန်အပိုင်းတွေကိုကျွန်တော်တို့ MDCF ဘူခွဲဂူပေါင်ရဆိုရင်တော့ ီတိုင်းသားလုပ်ငန်းရှင်တွေပေါ့ဗျာနိုင်ငံသားလုပ်ငန်းရှင်တွေပေါ်ထုံးရုပ်ကျွန်တော်တို့အားပေးပါတယ်ထောက်လဲထောက်ခံပါတယ်တော့ဒီလုပ်ငန်းရှင်တွေမရှိဘဲနဲ့တိုင်းပြည်ရဲ့လက်ပတ်မှုကဘယ်လိုမှမဖြစ်နိုင်ဘူးလုပ်ငန်းရှင်ကိုကျွန်တော်ချိုးယူတယ်ထောက်ခံတယ်ထို့တော့အများပြည်သူပိုင်တဲ့တော့အများပြည်သူပန်းဖြေနိုင်တဲ့နေရာတွေတော့ရှောင်ဖို့လိုပါလရှိဒီနေရာကိုဈေးဝယ်စင်တာခဘီပန်းဂျန်နဲ့ကစားခွင့်တွေဆောက်လုပ်ထားရကနေပြည်သူပိုင်ဖြစ်ပြန်လည်တတ်မှတ်ပြီးတောင်းဆိုခဲ့ကြတဲ့လူတွေဟာမြောက်ကလပအဝိုင်းမီသက်ရှိကနေ ကန်တာယာပန်းချံအထိခြိတက်ခဲ့ကြတာဖြစ်ပါတယ်။စီဗင်တာယန်ရဲ့နှစ်ရှင်ငားရမှုနဲ့အတူဟူပွင့်ဆန်ကုမ္ပဏီကလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။လူရည်ပြည်သူ့လွှတ်တော်ကနေကန်တာယာပန်းချံကိုအဓိကထားပြီးတော့အများပြည်သူပိုင်နေရာကိုအများပြည်သူလက်ထက်ပြန်လဲရရှိရမယ်ဆိုတဲ့အဆိုကအောင်ထားပြီးသားလည်းဖြစ်တယ်။ကိုနေဖုံးလတ်တို့နော်မက်ကြီးပြားတို့ဒီကကျွန်တော်တို့ဒီမြောက်ဟိုကျော်တရအမှတ်ကိုတန်းနိုင်ဦးတို့ကိုယ်တိုင်ကျွန်တော်တင်ထားရတဲ့ကိစ္စအဲ့ဒီလို ဥပဒေပြုတ်အဖွဲ့ကလွတ်တော်ကနေဒီအတီးပြုတ်ထားတဲ့ဟာကိုဒီလိုဘောင်ကျော်ပြီးတော့တဦးတယောက်ကလုဆောင်ဝင်ရှိလားဆိုတာဥရောပြည်သူတွေမေးမယ်ကျွန်တော်တို့ဗိုလ်ချုပ်ကိုနေရာခွင်းခွင်းတက်တက်လေးပေးပြီးတော့ဒီတော့အသောဥရေများတော်ကျွန်တော်ပိုင်နေပြည်သူကဗိုလ်ချုပ်ကိုမလေးထားပါပဲအများပြည်သူပိုင်နေရာတွေနဲ့ပတ်သက်ပြီးလုပ်ငန်းတွေလုဆောင်မယ်ဆိုရင်ဘတ်ဘောင်းစုံကစဉ်းစားပြီးတိုင်းပြည်ကောင်းအောင်လုပ်တင်တယ်လို့ဦးမြတ်ကိုကတိုက်တွန်းခဲ့ပါတယ် ဗမာတနိုင်ငံလုံးရှိတဲ့ပေါ့မြည်သည့်ပန်းညံပဲဖြစ်ဖြစ်ဒီအများနဲ့ဆိုင်တဲ့ကိစ္စပဲဖြစ်ဖြစ်ကျွန်တော်တို့ကဟိုကုမ္ပဏီတစ်ခုတော့၎င်းစီးပွားရေးလုပ်ငန်းတွေတစ်ခုတော့၎င်းအစိုးရလုပ်ငန်းတစ်ခုတော့၎င်းအခုစောင့်ရဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုနံပါတ်၁ကတော့ပွင့်လင်းမြင်သာမှုစစ်ဆေးခြင်းနဲ့နံပါတ်၂ကတော့ဒေသခံပြည်သူတွေရဲ့ကျွန်တော်တို့ဒီခရီးစနစ်တွေဒီကျွန်တော်တို့စီးပွားရေးလူမှုရေးပေါ့ဘတ်စုံတောင်းဆိုရပါလိမ့်အဲ့ဒါတွေကိုအကုန်လုံးကျွန်တော်တို့ကချင့်ချိန်ပြီးတော့ ဟိုစဉ်းစားပြီးတော့တွက်ချက်ပြီးတော့မှကျွန်တော်တို့ဒေတာကန်ဒီလူလူရဲ့ order ကိုလည်းဒေတာလိုက်တာနာခံပြီးတော့ဟိုပညာရှင်တွေရဲ့ကျွန်တော်တို့သုံးတက်တာတွေကိုလည်းနာခံပြီးတော့တိုင်းပြည်ပြည့်ကောင်းအောင်လုပ်ဖို့ကျွန်တော်တို့ဖြစ်စေချင်ပါတယ်